ဒီနေ့ကျွန်တော်တို့ chat chat channel နဲ့အားလုံးကျေးဇူးပါတယ်ခင်ဗျအားလုံးမင်္ဂလာပါအဲ့တော့ဗျာဒီ comment တော့များတော့မေးထားအများကြီးပဲပေါ့နော်ဆိုတော့ဒီ theme မှာကျွန်တော် reply လုပ်ထားပြီးသား comment တွေရှိတယ်ဒါပေမဲ့ reply မလုပ်ရသေးတဲ့ comment တွေပါတယ်ဗျအဲ့တော့ဗျာကျွန်တော်ဒီနေ့ဒီ comment တွေထမပါတယ်ပြောပြမလဲဆိုတော့ ဘာလို့ဆိုနေလဲကျွန်တော် comment တွေအရင်ပြပြပေးမယ်เนาะ reply ကျွန်တော်ဒီ video နဲ့တကွာလုပ်ပေးတာပေါ့เนาะဒါကျွန်တော် comment ရှင်နဲ့ကျွန်တော် respect ထားတဲ့အနေနဲ့ကျွန်တော်လာပြီးတော့ respect ထားတဲ့အနေနဲ့ sorry ခေါင်းပြန်ပြောလိုက်မယ်เนาะ the respect ပေးတဲ့အနေနဲ့ကျွန်တော်ရ customer ရဲ့ပြောလိုက်ကြပြီကျွန်တော် original တွေအကုန်လုံးပေါ့เนาะဆိုပထမဆုံး comment ကျွန်တော်ဖတ်ပြပေးမယ်เนาะဘာလို့ comment အနေနဲ့အာပတ်စံလွယ်လို့မရတာဘာဖြစ်လို့လဲပေါ့ပေါ်မှာဖြစ်ကျွန်တော်တောင်းလာတာပတ်စံလွယ်လို့မရတဲ့အခါဆိုရင်ကိုယ်မ connection မရှိတာပေါ့ internet မရှိဘူးပေါ့မှာ အာပြီးရင်ကိုယ့်ရဲ့ single နဲ့တနေတောင်းနေတာပေါ့ final တောင်းနေတာပေါ့ဒါမှကိုယ့်ရဲ့ဖောင်းချွေနေရတာပတ်စံလွယ်လို့မရဘူးလားဖြစ်တာလေးပေါ့နော်ဆိုတော့ကိုယ့်ရဲ့ back ကနေလွှဲရင်ပတ်စံလွယ်လို့မရဘူးဆိုတာတခြားသူလွှဲတဲ့သူဘက်ကိုဟောကိုယ့်ရဲ့ back number တလုံးလုံးများကြိုင်နေလို့လားဘာမှမမှားလို့လားပေါ့အဲ့လိုတွေပတ်စံလွယ်လို့မရတာရှိတယ်အာတကယ်လို့ဒီကကဲဘလို့ကြော်ဖြတ်မှလာဆိုတော့တကယ်လို့အဲ့လိုလောင်းဝကိုမှန်တယ်ဟိုဘက်ကပန်လည်းမှန်တယ်ကိုဘက်ကလွှဲရတယ်မှန်တယ်ဆိုရင်တော့ အာဒါပြဿနာရှိနေဘကိုရဲ့ application တခုထပ်ဆွဲပန်သွားပြီးတော့မေးလို့ရပါတယ်တကယ်လို့မဟုတ်ဘူးဆိုရင်ကိုလွှဲတဲ့ဘဏ်တွေနံပါတ်ရောအနဘတ်တွေရောဘဏ်နံပါတ်တွေတိတိချာချာလေးတိတိကျကျလွှဲကြည့်ပါနောက်ဒါဆိုရင်ဒီပတ်စံလွှဲလို့မရတဲ့ပြဿနာကိုလွှဲလို့ရသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုမျိုးတစ်ခါမှမကြောင်ဘူး။ကြောင်ဘူးလေဆိုတာကျွန်တော်တို့ဗန်မပါလွှဲလိုက်တာတော့ပါလို့ရှိတာပေါ့နော်။ဒါပုံစံ comment ပေါ့နော်။ပြီးတော့ဗန်ကမပါပဲဖောင်းနဲ့ဘယ်လိုလောက်လဲကိုတဲ့။အာဗန်ကမပါပဲဖောင်းနဲ့ဘယ်လိုလောက်တာလဲဆိုတော့အာ ဘယ်လိုဖြစ်ရမှာဘယ်လိုလောက်တာလဲဆိုတော့ပစံလွှဲတာပြောရတာတော့မသိဘူးเนาะပစံလွှဲတာပြောရတာဒါမှပစံထောက်တာပါเนาะကျွန်တော်အာတင်ပြီးလို့မှကျွန်တော်ရူပိုင်းလောက်ထားပေးပြီเนาะဗီဒီယိုနဲ့တော့ကွာဆိုတော့ဗန်တက်မပါပဲဖုန်းနဲ့ဘယ်လိုလောက်တာလဲဆိုတော့ဒီဗီဒီယိုတကယ်လို့ဖုန်းနဲ့ထောက်တဲ့ပစံကျွန်တော်ဖုန်း application နဲ့ထောက်တာကိုကျွန်တော်အဲဒီ cruise sim မှာကျွန်တော်ကြားပေးထားပေးပြီเนาะဒီကျွန်တော်ဗီဒီယိုမှာဝင်ကြည့်ပါဒီအောက်မှာကျွန်တော်ဗီဒီယိုချထားပေးမယ်เนาะဒီဗီဒီယိုလေးပါအဲဒီမှာဝင်ကြည့်ပေးပါခင်ဗျာเนาะ So okay nice to comment သွားရအောင်เนาะ အဲ့ဒါမှကျတော့ဘန်ကဘလောက်ထိလွှဲလို့ရတယ်လဲဗျာပုံမှန်အပြည့်ကျွန်တော်တို့ရဲ့ဘန်တွေထဲမှာ limit ကတသိန်းပဲလောက်ပေးထားတယ်။အော်၅သိန်း sorry ၅သိန်းလောက်ပေးထားတယ်နော် limit အနေနဲ့၅သိန်းထည့်ပေးထားအဲ့မှာကိုကနေပြန်ပြီးတော့ကိုဘန်မှာမြတ်မြတ်တောင်းချင်နေဆိုရင်ဒီဗီဒီယိုလေးကျွန်တော်လောက်ပြပြပြီနော်ဒီကျွန်တော်နှစ်သန်းအထိဒီအောက်မှာကျွန်တော်ဗီဒီယိုလောက်ပေးထားတာနော်ဒီအောက်မှာဝင်ကြည့်လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးလောက်ပေးထားတာကျွန်တော်ဒီဘန် application မှာကိုကကိုဘန်သွားဆက်မလို့ပဲနဲ့ပေါ့နော် ဘောင်းသွားဖို့အတွက်မလို့ဘောကိုကျွန်တော်တို့တွေချက်လို့ရအောင်အန်ဒူဒီရှင်းစတင်နဲ့သွားပြီးတော့ပေါ့နော် limit နှစ်သန်းအထိကျွန်တော်တို့ချက်လို့ရတယ်ဒါပေမဲ့နေ့စဉ်ကျွန်တော်တောင်းလို့ရတာဒီအာကျွန်တော်တို့တွေတောင်းပေးထားတာတော့တသိန်းပေါ့နော်လွှဲလို့ရတယ်ပြီးတော့လွှဲအဝင်လက်ခံလို့ရတယ်ဒီအဲ့လိုမဟုတ်ဘဲနဲ့ဒီတသိန်းထက်ကိုကနေပြီးတော့လွှဲချင်တယ်လုပ်ငန်းကြီးလောက်ချင်တယ်ဆိုရင်တော့ဘောင်းသွားတစ်ခေါက်ပြန်ပြီးတော့ register လောက်မှာဖြစ်ပါတယ်နော်ဆိုတော့ဒီ comment ချက်ကတော့ဘာဘယ်လောက်ထိလွှဲလို့ရတယ်ဆိုတော့ commission တွေ့ပါနော် โอเค อ่านอกถัด comment ก็တော့ว้าวถ้าเราถ่ายแล้วนอกถัด comment ก็จะတော့ล้วยบีสลิดซีไม่ได้บลูผิดบลูลงออกล่ะเปียกๆไปบาล่ะครับซีลงไม่ได้พอมาอาพี่เราบันล้วยบีซีก็ออโตเมติกဝင်เลยเนาะเรา generator ก็พอกูพอโตกรีนเนเซอร์ก็ออโตเมติกยောက်တယ်ပေါ့กูแอปาเนี่ยပေါ့เนาะဒါออโตเมติกยောက်ပါတယ်ဆိုဒီဗီဒီယိုလေးကျွန်တော်ပြောပြပေးဖြစ်ပါတယ်အားမှာကျွန်တော်ဗီဒီယိုရှိပါတယ်เนาะဒီအားမှာသွားကြည့်လိုက်ပါเนาะโอเคဆိုတော့ကျွန်တော် next comment သွားလိုက်အောင်เนาะ အာပေါင်ဘလိုထက်လက်ရှင်းတဲ့ပေါင်ဘလိုထက်လက်ဆိုတာသူပြောချင်တာကျွန်တော်တို့ဒီဘန်အက်ထက်မှာပေါင်ထက်မှာဟောပြောတာမသိဘူးညနော်တကယ်လို့အဲ့လိုဆိုရင်တော့ကျွန်တော်ဗီဒီယိုပြပေးပါမယ်နော်ဗီဒီယိုလေးလောက်ပေးပါမယ်ဘလိုသွားရလဲဆိုတာကိုကျွန်တော်တို့ Facebook မှာ profile ထည့်သလိုပါပဲလွယ်လွယ်လေးပဲနော်စတင်ထည့်ဖို့ဝင်ရဲ့ပြက်ကွက် profile ထည့်ဖို့သွားပြီးတော့အဲ့မှာ profile ထည့်ရတယ်သူတို့ edit တော့ပေါ်လာအဲ့ဒါ photo ပေါ့နော်လွယ်လွယ်လေးပါပဲနော်အဲ့လိုထည့်တဲ့ဟာပြောလာတာမသိဘူးနော်ကျွန်တော်လည်းအာသူစာဖတ်နားလည်တယ်လို့အဲ့လိုပါပဲနော် မပေါင်ဘလို့ထည့်ရတာလဲရှင်ဆိုတာပုံစံမျိုးကအဲ့လိုပဲဖြစ်မယ်เนาะဘာဖြစ်လဲကျွန်တော်ရဲ့ application မှာကျွန်တော်တို့ပေါင်ထည့်တာပေါ့ကျွန်တော်တက်ပုံနေနေအဲ့လိုဟုတ်ကဲ့ထည့်လို့ရပါတယ်ဖြတ်ဖို့လိုပဲเนาะလွယ်လွယ်လေးပါ easy okay next က next ကကြတော့လွှဲထောက်လို့မရဖြစ်နေတာပါဖြစ်လို့လဲတခြားကလွှဲလိုက်ရင်ရတယ်ကိုကလွှဲထောက်လို့မရဘူးပေါ့เนาะကို brand application နေပြီးတော့ဒီကကိုကနေသူကလွှဲလိုက်ရင်ရတယ် so တချို့ခဏအထက်မှာကျွန်တော်ပြောသွားလိုက်မျိုးပေါ့ကိုထောက်လို့လွှဲထောက်လို့မရဘူးဆိုရင်ကိုရဲ့ application တခုပြဿနာဖြစ်ရင်ဖြစ်တယ်ဒါမှမဟုတ်ရင်လည်း ဒီ bank account number မှာတက်တာမှာ bank number လေးမှာဖြစ်နေဖြစ်နေမှာတကယ်နော်အားအဖြစ်တဲ့တကယ်လို့မမှားဘူးမှန်တယ်အဲ့လိုမမှိုင်းရင်းသားနဲ့လွှဲလို့မရဘူးလွှဲထုတ်လို့မရဘူးဆိုရင်လည်းကိုယ့်ရဲ့စတင်ထဲမှာတကူကိုချိန်ကိုလောက်လိုက်တတ်တယ်ဆိုရင်ပေါ့နော်တကူကိုချိန်ခြင်းလေးလောက်လို့ရပါတယ်တကယ်ကိုယ်ကမသွားချင်ဘူးလောက်ဝလွှဲထုတ်လို့မရဘူးဆိုရင်တော့ကျွန်တော်ရဲ့ကျွန်တော်တို့တောင်းရတဲ့ application တော့မှမရှိတောင်းရတဲ့ application တခုခုပြဿနာရှိနေပြီပေါ့နော်အဲ့လိုရှိနေပါခင်ဗျာဒါဆိုရင် ဒီပြန်အားရအခုတလောအရင်အရေးကြီးလာတယ်ဗျာဒါအရင်နဲ့မတူတော့တော့အခုကျွန်တော်ဒီဗီဒီယို comment တွေဖတ်ပေးပြီးကျွန်တော်ပြပေးမယ်နော် okay နော်ဆိုတော့ဒီပြန်အားရကိုဘယ်လောက်ထိအရေးကြီးလာလဲဆိုတော့ကျွန်တော်ဒီ comment တွေဖတ်ပြပြီးကျွန်တော်ပြပြပေးမယ်ပေါ့နော်နော်ဒီဗီဒီယိုနဲ့ရှိမယ်ခင်ဗျာနော်ဆိုတော့နောက်ထပ် comment တွားလိုက်အောင်နော်အကိုပြန်အောက်ကရှိပြီးသားဗျာလေဖုံးနဲ့ချိတ်ချင်တာဘယ်လိုချိတ်ရမလဲ။ဘန်ကောက်ရှိပြီးသားကိုကျွန်တော်ဖုံးနဲ့ချိတ်မယ်ဆိုအရင်ကပထမဦးဆုံးဗျာလွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကပေါ့ ကျွန်တော် ICV ထိုင်ဖန်နဲ့တောင်းမှုတယ်ကိုကိုဖွင့်လို့ရတယ် application install လုပ်ဆွဲပြီးတော့ပေါ့ငါပန်သွားတယ်မလို့အခုနောက်ပိုင်းကျတော့ကျွန်တော် application download ဆွဲရတော့ရတာကိုကိုလာတော့ရတာပြီးတော့ဖုန်းနံပါတ်ကိုရဲ့ passport နဲ့ register လောက်အာပြီးတော့မပြီးကိုကို register လောက်လို့မရတော့ဘူးဒါပန်သွားမှရတာဘာနေပြီးတော့သူ ISO လောက်ပေးတယ်လက်မှတ်ထိုးပေးတယ်ပြီးလိုအပ်တဲ့စာအစံတန်းရှိမှသူတို့ကနေပြီးတော့ check ပေးတာဖြစ်ပါတယ်အခုပေါ့နော်လုံခဲ့တော့ကိုကို check လုပ်ရတယ်ဘာလို့ကိုတို့ check ပူရပေါ့အခုကျတော့မရတော့ပါခင်ဗျာနောက်ကိုကို application ကို download ဆွဲလို့ရပြီးရင်ဘာမှတော့ခွဲရတာဖြစ်ပါတယ်နော်ကိုယ့်ရဲ့မျက်နှာပြင်နဲ့လိုအပ်တဲ့ passport ဆက်ရထားနဲ့ယူသွားမှာဖြစ်ပါ Okay nice comment တော့လာရအောင်နော် next comment ကကြတော့အခု address and register name ကဘယ်လိုလောက်ရတာလဲပြောပြပါအောင် so okay ဒီ comment ကတော့ long one important ပါနော် long one important so အာ single go register လောက်မှာကျွန်တော်ဗီဒီယိုတစ်ပတ်ပြောပေးထားပြီနော်ဒီအောက်မှာဒါပေမဲ့ပြည်ဆောင်လို့မရှိဘူးပြည်ဆောင်မှုမရှိဘူးထင်တာပဲ view အဲ့လောက်မရှိဘူးနော် အဲ့တော့ဒီမှာကျွန်တော်တို့အခုလောက်အများကြီးဗျအများကြီးအများကြီးဒီ comment ရဖတ်ပြီးကျွန်တော်တို့ခေါက်ပြန်ပြောပြပေးအောင်ပါနော်ဆိုတော့သူမေးထားတာတွေနဲ့ကျွန်တော်ပြောချင်တဲ့အရာတွေကဒီမေကွန်ထဲမှာပါနေပြီလားပေါ့နော်အခု address sin register name ဘယ်လိုလောက်ရတာလဲပေါ့အဲ့တော့ကိုက address sin ကိုအခုကျွန်တော်မှဆိုရင်ကျွန်တော်မှတော့အဲ့လိုပဲအသက်ခဏအခုရှိနေအောင်ဘာဖြစ်လဲကျွန်တော်အာခွဲထားတာ passport number နဲ့အခုကျွန်တော်ဒီ ban နေ address ချိန်ထားတဲ့ စင်ကနံပါတ်မတူဘူးဆိုတော့ဒါနဲ့နဲ့ quant ရှိတယ်လေးလာပိုင်းတောင်းဆက်ရင်းနေနောက်ဆောင်းနေဒီ application နဲ့အကုန်လုံးပိတ်မှာပေါ့နော်ဆို application ပိတ်သွားရင်ကျွန်တော်ပိုင်းတောင်းမရဘူးလားဆိုတော့မဟုတ်သေးဘူးတောင်းလို့ရတယ်ဒါပေမဲ့ဒီဖုန်းနဲ့ချိန်ထားတဲ့အတွေ့အကုန်လုံးပိတ်မှာပေါ့နော်ဒီနံပါတ်နဲ့မတူဘူးကိုဖွင့်ထားတဲ့နံပါတ်နဲ့ဒီစင်ကနံပါတ်နဲ့မတူဘူးဆိုရင်တို့ဟာတို့ automatic ပိတ်မှာတက်ပါတယ်ဆိုတော့ထိုင်းရပဲဖြစ်ဖြစ်မြန်မာရပဲဖြစ်ဖြစ်ပိတ်မှာပါအဲ့လိုဆိုရင်နော်အဲ့တော့ ဒီမှာကျွန်တော်တို့လောက်မှာကြတော့စင်ကအတစ်ဝယ်ရမယ်ကိုနံပါတ်နဲ့ပေါ့နော်ကိုတန်ဖွင့်ထားတဲ့ကိုရဲ့ passport နံပါတ်နဲ့စင်ကအတစ်ဝယ် register လောက်ရမယ်အများကြီးပဲအများကြီးပြပြမှာဆိုတော့နော်ဒီ comment နဲ့နဲ့ရှိမယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့စင်ကဝယ်ရမယ်အဲ့ဒီပါဖွင့်ထားတဲ့ passport နဲ့နံပါတ်နဲ့ပေါ့နော်ပြီးတော့ကိုတောင်းချင်တဲ့စင်ကပေါ့နော်ဒီထက်ပဲဖြစ်ဖြစ်အင်အေးပဲဖြစ်ဖြစ် similar ပဲမှာဝယ်ရမယ်ပြီးတော့ဆာရွက်နဲ့ရဲ့သူတို့ပေးလိုက်မှာပြ။နောက်ကျွန်တော်တို့ပုံရဲထားတာဆာရွက်နဲ့ရဲ့ကျွန်တော်အဲ့ဒါပါပြပေးမယ်နော်ဆိုတော့အဲ့ဒီဆာရွက်နဲ့ရဲ့ပါယူလာမှာဖြစ်ပါတယ်ကျွန်တော်တို့ပုံရဲထားရှိတယ်နော်ဒီအောက်မှာကျွန်တော်ပြပေးမယ်နော် ကဲအာဒါဟုတ်ပေါ့အခု advertising and register လို့လာဆိုတော့ comment တွေကျွန်တော်ပြပေးရနော် okay nice comment ဖုန်းအာဒီ comment ကကြတော့ဖုန်းနံပါတ်အစ်ချိန်မရလို့ဘယ်လိုချက်ရမလဲ okay ဒါလည်းခဏကျွန်တော်ပြောသလိုပါပဲဖုန်းနံပါတ်တွေကချက်လို့မရပါဘူးကိုယ်ကိုယ်လည်းချက်လို့မရဘူးကျွန်တော်ကိုယ်လည်းလောက်ပြီးလောက်လို့မရဘူးဘာဖြစ်စော်လိုအပ်တဲ့အချက်လက်တွေစားစတိုင်းတောင်းလဲနော်အရင်လိုမျိုးမလွယ်တော့ဘူးဗျနော်ဆိုတော့ဘယ်လိုကဘယ်လိုပဲကြင်ကြွားဘာမှမတော့ရင်ဘာမှလုပ်လို့မရတော့ဘူးဆိုတော့ဘာနေပြီးတော့ပြောလာတဲ့ချင်းကျွန်တော်တို့မှဗီဇာတွေတန်းကောင်းရင်လည်းမရဘူး အဲ့တော့ visa တနတော်ဝီနောက်ပိုင်းမှာကျွန်တော်တို့ဓာတ်တွေလောက်ရရမှာဖြစ်ပါတယ်။ခုမှစင်ကာပူလို့ရပြီပဲထားလိုက်တော့ကျွန်တော်တို့ visa လေးမှာတတမရှိဘူးဆိုတော့ဘာမှဘာမှမလုပ်ပေးဘူးเนาะ။ကျွန်တော်တို့ visa တတမရှိရင်ဘာမှလုပ်လို့မရပါဘူး။ဘာနဲ့ပတ်သက်လာရင်။ဆိုတော့ဒီနေရာမှာအကောင်လုံးနားလဲကျွန်တော်ပြောချင်တာကတော့ visa တတမတိုးသေးရကျွန်တော်တို့တွေဘာနဲ့ပတ်သက်ဘာမှလုပ်လို့မရပါဘူး။เนาะ။ဆိုတော့ this is best. Okay ထားလိုက်ပါဒါမှမဟုတ်သိုးတွေဖြည်းဖြည်းအကောင်တွေဖြည်းလာမှာပါเนาะ။ဆိုတော့နည်းနည်းစောင့်ကြည့်လိုက်ပါเนาะ။တို့ရဲ့အဆက် သူလောရဘလို့ထွက်လာမှမသိသေးဘူးကွနော်โอเคအာ nice comment ကိုစီပန်ကအရင် ဖုန်းနဲ့ချိန်ထားတာဖုန်းကွဲသွားလို့နောက်ဖုန်းအသက်နဲ့ပြန်ဝင်လို့ရတဲ့နေလေးတင်ပြပါအောင်ဗျကျွန်တော်တင်ပြလို့ရတယ်ဒါပေမဲ့ဒီလိုကကြတော့တင်ပြရဲဆိုတာတည်းပေါ့နော်ကျွန်တော်လောက်ပြတဲ့ဗီဒီယိုကြည့်နေတဲ့အချိန်ကောင်းတယ်မှာကျွန်တော်တို့အပန်သွားလိုက်ပါဒါမှဗီဇာတွေတော်ပြီတဲ့နေမှာကြောင့်ပန်သွားပါတော့မယ်ဆိုဗီဇာတော်ပြီခုမှဗီဇာရပြီပြီးရင် အာကိုဒီဘန်ဖွင့်ထားတယ်ကိုရဲ့ passport number နဲ့ register single တကယ်လောက်ထားတယ်ပေါ့နော်ကိုရဲ့ဒီ passport နဲ့ single ဝယ်တဲ့ဟာဒီ passport ဒီဘန်ဖွင့်ထား passport နဲ့ register လောက်အောင်မယ်နော်ဆိုတော့အဲ့လိုလောက်ထားပြီးသား single ဝယ်ပြီးရင်ဇာတ်ရည်နဲ့ယူသွားပါနော် save မှာတော့ဝယ်ပါပြန် save ပြလိုက်အာ port application ဖွင့်ချင်လို့ပေါ့နော်နောက်သူတို့ဆာရွက်ပေးလိုက်မယ်ဒါပေမဲ့ကို phone application မဖွင့်ဘူးမတောင်းဘူးဆိုပြဿနာမျိုးရိုးရိုးဝယ်လို့ရပဲဆိုင်မှာဝယ်ဝယ်လို့ရတယ်မှတ် ကျွန်တော်အတောင်းချင်တယ်ဆိုရင်ဆယ်ဘက်မှာဝယ်ရမှာဖြစ်ပါဆယ်ဘက်မှာတော့မှကျွန်တော်ရိုးရိုးဝင်နှမဝယ်လို့မရဘူးเนาะ special ဖြစ်တဲ့ manager ကြီးမှဝယ်မှာရမှာပါเนาะဒါကျွန်တော်ပြောတာမဟုတ်ဘူးเนาะဘာနေပြီးတော့ဝင်နှမနေပြောလိုက်တာဘာဝင်နှမနေပြောလို့သွားမေးတယ်သွားမေးတော့သူတို့ဆယ်ဘင်ရတခါဝင်နှမတခါကျွန်တော်ပြန်ပြောလိုက်တာပေါ့เนาะ manager ရှိမှဝယ်လို့ရမယ် manager ရှိမှအဲ့ဒီစာရွက်ရမယ်ဆိုတော့ bye again တော့ထားရတော့เนาะအဆိုးပြေအကောင်းလေးလာရင်မယ်เนาะတက်တာမရှိဘူးเนาะ fighting everyone see me ဆိုတော့အကိုလက် Android Senior Data အကနာတာဒီရကျွန်တော်ဖတ်ပြီးဖုန်းနံပါတ်အသက်ချိန်မှရတော့ဘယ်လိုချိန်ရ Okay ခဏကျွန်တော်ဖတ်ပြီး Okay ဆိုတော့ comment ရတဲ့လောက်ပါပဲအများတော့မရှိပါဘူးဗောနော်ဆိုတော့ comment ဖတ်ပြီးတဲ့နောက်မှာ message လို့နေနဲ့မသိတဲ့အရာလေးတွေရှိရင်နောက်ထပ်သိချင်တဲ့အရာရှိရင်အောက်က comment ရလာပေးပါနော်ဒီ video တော့အရှိသွားမှာကြောက်လို့အပမာအဖြစ်ကတော့ပတော့ကျွန်တော်အာအမှလောက်ထားပြီးတော့ရှိရပြကျွန်တော်ဘယ်လိုလောက်ထားပေးရအောင်မှာ305ခုရှိတယ်ဒီမှာဒါစီပဲကျွန်တော်ပြတော်ရေပေါ့ရှိလို့ရအောင်နော် တော့အခုအဲဒီကိုစီပန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တက်ကနေ SP connective ဖြစ်သွားပြီပေါ့နော်နောက်ဆုံးဘက်တစ်ခုမှကျွန်တော်ရှစ်လို့မတက်တော့ဘူးနော်နောက်ဆုံးဘက်ရဲ့ကိုစီနဲ့ပတ်သက်တဲ့အရာကိုစီနဲ့ပတ်သက်တဲ့ဘက်အကြောင်းပေါ့ဆိုတော့တခြားဘက်တွေလည်းကျွန်တော်အနေနဲ့လေ့လာပြီးတော့ကျွန်တော်တိတာအရာတွေအားလုံးကိုကျွန်တော် share လာပေးမှာဖြစ်ပါတယ်နောက်ဆုံးကျွန်တော်သွားမဲ့ဘက်ကတော့ဘန်ကောက်ဘက်ရဲ့ hazard ကမှာအခုလို့တော့များတဲ့ဘက် hazard ကဘက်ဘက်ဘက် company ကဘယ်လိုရှိတယ်ပြီးတော့ဘယ်လိုအခိုင်အမာမှုတွေရှိတယ် ီတော့ဒီဘန်ကောက်ပန်ဒီခရူစီပန်ဘယ်လိုခံမမှုတွေရှိလဲဆိုတဲ့အကြောင်းလည်းကျွန်တော်ပြပေးမှာဖြစ်ပါတယ်ခရူစီပန်ကတော့ကျွန်တော်ဘန်ကောက်မှာရှိတဲ့ပေါ်ပန်အကြီးသူ့ရဲ့ကုမ္ပဏီအတက်ကြီးရှိတယ်ပြီးတော့ကျွန်တော်တီးတဲ့အေအာ SCB ပန်ဌာနချပါကျွန်တော်ခေါ်နေရအရင်မြန်မာကတောင်းတဲ့ပန်ပါနော်ခရမ်းရောင်ဆိုတော့ဌာနချခရမ်းရောင်လည်းသူတို့ကအေအမှာရှိတယ်လာကြတာမှာရှိတယ်နော်ဒီခုစပန်းကြတော့ကျွန်တော် online မှာ share ရတဲ့ဟာဘန်ကောက်မှာ location တွေ့သွားတာကျွန်တော်နာမည်ဘယ်နေလဲ location ဆိုတော့ကျွန်တော်မရောက်ဘူးလေပေါ့နော်နာမည်ဌာနချ ICB ဘန်ကြတော့ကျွန်တော်ကိုယ်နဲ့ထဲရောက်ပြီးတော့ ကျွန်တော်ဆောက်သွားလို့ဝေးခဲ့တဲ့ကျောင်း exhibit ပါတော့အနေနဲ့လာကြတာမှရှိတယ်ဆိုတာကျွန်တော်ပြီးတယ်ပါမှာငွေတည်နေရပါတော့ဆိုတော့တည်ချင်တဲ့ဆိုရ location ဒီမှာအခုကမှမှရှာလို့ရတာပေါ့ဘာလဲတနေမှာရှိတယ်ပြီးတော့ Bangkok မှာမနေမှာရှိတယ်ဆိုတော့ပြီးတော့ company ကြီးရှိတာပေါ့နော် Bangkok မှာဆိုတော့ဒါတွေပဲပါနေကြအောင်ပါတော့နော်ဒါမှလည်းကျွန်တော်အနေနဲ့ကြံပေးချင်တာကဘာကိုဖွင့်မယ်ဆိုရင်ဒီ Bangkok ဘာမှကျွန်တော်ဖွင့်စီချင်တယ် Bangkok ဘာကြတော့အဟုတ်ဆိုအုတ်လန်ဒီကောင်းတာပေါ့နော်။ရာကန်တော့ပြပါသူကလန်ဒီရှိတယ်။ပြီးတော့စီကန်ဂျက်တွေရှိတယ်။ပြီးတော့ အာခုတော့ရာကနောပြောအောင်ရေးလို့ရတယ်ဟုတ်ကဲ့တော့ခုတော့အဗီဇာရရသွားပြီပေါ်ပေါ်မဲနဲ့ကောင်းဆောင်ဖြစ်ရဆိုရင်ဘာကဘာဖုတ်လဲကျွန်တော်အနေနဲ့တက်တော့ရှင်ပါတယ်ပြီးတော့ရေးရိုးလို့ကူကူဝန်ထမ်းလောက်မယ်ကိုစီဝဲလောက်မဆိုရင်ခုစီပါအောင်ဖက်ပါဘောနော်ခုစီရဲခါစီကောင်ရဲအဲ့နှစ်ကိုဖက်လို့ရတာဘောနော်အဲ့တော့ကျွန်တော် easy ဖြစ်တောင်းလို့ရတယ်အာပြီးတော့ဒီ casico နဲ့ခုစီကြားမှာကြာချမှုလေးနဲ့ရှိသေးရယ်เนาะအာ casico မှာကြာတော့ကျက်တော့တောင်း limit မထားဘူးသူကကြာတော့ဘယ်နဲ့သားမတော့တန်းနေရပါတော့တန်းနေတော့မှတော့ဘယ်လောက်ပဲထက်ထက်ကိုကို ဒါမှသူ့ရဲ့ company ကကြတော့တယောက်ပါဖတာတယောက်နဲ့ဖက်ဆက်ပေါ့ဆိုတော့ဒီခုစီကကြတော့ထိုင်းဒီတက်ပဲเนาะဘန်ကောက်မှာလည်းထိုင်းဒီတက်ပါပဲဆိုတော့အနှင်းတွေလည်းအများကြီးကြားပြီပေါ့เนาะအဲ့တော့ okay နောက်ထပ်သိချင်တဲ့အရာတွေရှိဒီအောက်က comment ရေးလာပေးကြလို့ရပါကျွန်တော်အနေနဲ့စိတ်ရှိလက်ရှိဆိုတော့အဒီလိုပဲပြကြပေးအောင်ပါဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ဗီဒီယိုတွေကိုစောင့်ကြည့်ရတဲ့ချစ်တဲ့အောင်လေးကြည့်ကြပါကျွန်မဒီနေရာနေပြီးတော့ကျွန်တော်ကတော့ဘာအကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြီးတော့တခြားသော blog တွေကျွန်တော်အများတိုင်းရေးနေတယ်လို့ရှင်းဖြစ်ပါတယ် ည်စည် separate lifestyle ကိုပိုင်ဆိုင်တာတူတူဖြစ်ပါတယ်။ Okay. ဆိုတော့နောက်ထပ်ဒီ video generate ဆိုရင်လည်း review ရဲ့ channel တခုခု channel ပဲ channel တွေပါတယ်ကျွန်တော်ရိုက်စီခြင်းနဲ့ဆိုရင် offer comment လာပေးရပါခင်ဗျ။ဒီတိုင်းကကျွန်တော်ဆက်သွားလို့ရပါတယ်။ကျွန်တော်တွေ့လို့ရတဲ့နေရာတိုင်းအားဒီမှာဒီမှာမြင်တဲ့အတိုင်းပါပဲနော်။ကျွန်တော်ဆက်သွားလို့ရပါတယ်။ကျေးဇူးများတင်ပါတယ်နော်။အားလုံးကကောင်းကြပါစေ။အားလုံးအဆင်ပြေကြပါစေလို့ကျွန်တော်နေနဲ့ဆက်သွားမိနာပို့တာပါတယ်။